မင်္ဂလာပါဒီနေ့လေးလာမှာတော့ဒါအောက်ဆက်ဖြစ်ပါတယ် ဓာအောက်ဆိုင်အတန်ကဓာအမိကဓာအောက်ဆိုင်အတန်ကဓာဓာပြည့်ဆက်ဆက်တဲ့စကားလုံးလေးရတော့ဓာဓဏိပင်ဓာဓာဓာဓခေဓာဓပုံပုံလေးတွေကိုလည်းအယောင်ရှင်းကြည့်နော်ကဲဒီချက်တို့ကဓာအောက်ဆိုင်ကလေးကိုရေးမယ်ဆိုလို့ရှိရင် အောက်ကနေစပြီးတော့ဆွဲပါလေ တစ်ချက်ပဲဆွဲပါတယ်အောက်ကနေစပြီးတော့သွားပြီးတော့ဆက်ပြီးတဲ့အခါမှာအထည်ကိုတစ်ခါလဲအဆန်ခတ်လိုက်ပါတယ်ထောက်ဆိုင်ရဲ့အစွဲလေးကိုမှတ်မိသွားအောင်ဓာပြီးလေးကိုအယောင်ရှဲကြည့်မယ်အောက်ကနေစပြီးတော့ရှဲပါမယ်ဓာပြီးလေးကိုငင်းကွက်ထဲမှာလွတ်လွတ်လပ်လပ်ရေးလေ့ကျင့်ကြည့်အောင် အောက်ကနေစဆွဲမယ်တစ်ချက်ထဲဆွဲပါတယ်ဒါအောက်ဆိုင်ဒါဒါအောက်ဆိုင်ဒါကဲစလုံးပေါ်မှာထပ်ပြီးတော့လေ့ကျင့်ကြရအောင်အောက်ကနေစပြီးဆွဲပါမယ်အဆန်ခတ်တဲ့ ठी ကိုတစ်ချက်ထဲဆွဲပါတယ်ဒါအောက်ဆိုင်ဒါအောက်ဆိုင်ဒါပြီးရင်လေးချောင်းမြင်းထဲမှာ စလုံးကိုအမှန်တိုင်းရေးကြည့်မယ်လေ့ကျင့်မယ်လေ့လာကျင့်အောင်မယ်ပေါ့နော်အောက်ကနေစပြီးတော့အပြမင်းအောက်အပြမင်းကနေစဆွဲမယ်ဒါအောက်ဆိုင်ဒါအောက်ဆိုင်ဒါဒါဒါအောက်ဆိုင်တရှိရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်နော်